အာကျွန်တော်တို့အခုသင်ခန်းစာမစခင်မှာကျွန်တော်အရှိနှစ်ရက်မှာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ command တွေကို history ရက်မှာမသိခဲ့ဘူးပေါ့နော်အကြောင်းသားတွေကလည်းကျွန်တော်တို့သိခဲ့မယ်မထင်ပါဘူးဆိုတော့ကျွန်တော်ဒါလေးကိုတတိတိယနဲ့ပြန်ပြီးရောဆိုတော့မိညီမဆိုလို့ပြန်ပြောတာပါဆိုတော့ကျွန်တော်တို့ကကျွန်တော်ရေးထားသမျှ history တွေကိုကျွန်တော်တို့ကနေ့တိုင်းကျွန်တော်တို့ရဲ့ဒီ command history မှာသတ်ထည့်ရမှာပေါ့နော်ဆိုတော့ဒါကြောင့်မလို့ကျွန်တော်တို့ဒီမှာ cd desktop ကိုယူသွားလိုက်ပါမယ်နော် desktop တွေကကျွန်တော်တို့ cd cs channel တွေကိုသွားမယ် cs channel တွေကကျွန်တော်တို့ cd command history ရောက်သွားပါမယ်နော် command history ထဲမှာကျွန်တော်တို့ alas နဲ့ကြည့်လိုက်မယ်နော်ကျွန်တော်ကတော့ data နဲ့ data bank ကို find out ထားတယ်နော်ကျောင်းသားရောက်ဆောက်ထားချိန်မှာဆောက်ထားပါလိမ့်မယ်နော်ဆိုတော့ကျွန်တော်အဲ့ဒါ history ကို history တဲက data တွေကိုကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ data နဲ့ကိုကျွန်တော်ထည့်ပါမယ်နော် data.txt ကိုထည့်ပါမယ်ပြီးတော့ကျွန်တော်တို့ d11.txt ကိုကျွန်တော်ထည့်ပါမယ်နော်ဆိုတော့ဒါကတော့ကျွန်တော်တို့အမြဲတမ်းကျွန်တော်တို့ရေးထားခဲ့သမျှ data တွေအကုန်လုံးကိုကျွန်တော်တို့ပြန်ပြီးတော့ထုတ်ကြည့်တင်ပါတယ်နော် ဆိုတော့ kha datan do test နဲ့ကျွန်တော်ပြန်ကြည့်လိုက်မယ်နော်ဆိုတော့ဒါကျွန်တော်တို့ datan အထိကျွန်တော်တို့ရေးခဲ့တဲ့ history ဖြစ်ပါတယ်နော် okay ဆိုတော့ကျွန်တော်တို့အခုဒီသင်ခန်းစာနေစပြီးကျွန်တော်တို့နောက်ဆုံးကျွန်တော်ဒီ lineage course အပြီးအထိကျန်တဲ့အာဒီ command တွေကိုနော်နေ့စဉ်မပြတ်မကွာကျွန်တော်တို့ဒီ history တွေကိုထည့်ခဲ့ဖို့မမေ့ပါနဲ့နော် okay ကျွန်တော် clear လုပ်လိုက်ပါမယ်နော်ဆိုတော့ပြီးတော့ကျွန်တော်တို့ CD နဲ့ပြန်ပြီးတော့ download နဲ့ပြန်ထပ်ပါနော် okay ဆိုတော့ကျွန်တော်တို့ဒီနေ့သင်ခန်းစာကိုစပါမယ်နော် CD ရ clear โอเคဆိုတော့ကျွန်တော်တို့ဒီနေ့နောက်ထပ် comment တစ်ခုဆက်ပြီးတော့သွားပါမယ်เนาะဆိုတော့ကျွန်တော်တို့ဒီနေ့တင်မဲ့ comment ကကျွန်တော်တို့ပါလဲဆိုတော့ less recommend ဖြစ်ပါเนาะ less ရဲ့ comment ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ folder တစ်ခုဆောက်ပါမယ်เนาะဆိုတော့ကျွန်တော် mkdir less folder ဆိုပြီးတော့ folder တစ်ခုဆောက်ပါမယ်เนาะโอเคပြီးရင်ကျွန်တော်တို့ cd less တဲ့ကိုသွားပါမယ်เนาะโอเคဆိုတော့ less ရဲ့ comment လေးကိုကျွန်တော်တို့တင်မယ်ပေါ့เนาะ โอเคสอดิ last recommend ကဘာနဲ့အတူတူပဲလဲဆိုတော့ကျွန်တော်တို့အာ cut နဲ့အတူတူပဲဗောနော် cut command နဲ့အတူတူပဲဆိုတော့ကျွန်တော် data တွေကိုကျွန်တော်ပြန်ပြီးရောကြည့်လို့ရတယ်နော်ဆိုတော့ဒါပေမဲ့ဒီ last ရဲ့အသာချက်ကဘာလဲဆိုတော့ကျွန်တော်တို့ဒီ data တွေအများများတဲ့အာ content တွေဗောနော်အထဲထဲမှာကျွန်တော်တို့အာ content တွေအများကြီးပါတယ်ဗောနော်စာတွေအများကြီးပါတယ်အဲ့လို data တွေဆိုကျွန်တော်တို့ကဖွင့်ကြည့်ရတာ cut တယ်ဗောနော်ဖွင့်ကြည့်ဖွင့်ကြည့်ဖို့ကျွန်တော်တို့အရန် cut သွားတယ်ဆိုတော့ကျွန်တော်တို့ data တွေပြန်ရှာဖို့ cut သွားတယ်ဗောနော် ဆိုတော့အဲ့လိုမျိုးပြန်ရှာဖို့ခတ်သွားတဲ့ဒီ file တွေ dash file တွေဆိုရင်ကျွန်တော်တို့ကဒီ cut နဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့က scroll တွေဆွဲရတာကျွန်တော်တို့ဒီ ultra scroll တွေဖြစ်ကုန်တာပေါ့နော်ဆိုတော့ကျွန်တော်အများကြီး scroll ဆွဲရတာအဆင်မပြေတော့နော်ဆိုတော့အဲ့လိုအခြေအနေမျိုးမှာဆိုကျွန်တော်တို့ကဘာကိုသုံးသင့်တယ်လဲဆိုတော့ကျွန်တော်တို့က less ဆိုရဲဒီ command တွေကိုသုံးသင့်ပါနော် okay ဆိုတော့ကျွန်တော်လက်တွေ့ဆန်းသက်ကြည့်အောင်နော် okay ဆိုတော့ကျွန်တော်ဒီထဲမှာကျွန်တော် file define ဆောက်လိုက်ပါမယ်နော် to usage dash less less file 1ဆိုပြီးကျွန်တော်တို့ဆောက်လိုက်ပါမယ်နော် less file 1.txt ဆိုပြီးဆောက်လိုက်မယ် ပြီးရင်ကျွန်တော်တို့ကဘာလုပ်လဲဆိုတော့ကျွန်တော် define ထဲမှာကျွန်တော် data တွေဝင်ရေးမယ်နော်ဆိုတော့ file ထဲမှာ content တွေဝင်ရေးတာကိုကျွန်တော်ကမတင်ပေးရသေးဘူးဖြစ်တဲ့အတွက်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ဒီဒီ file ကိုကျွန်တော်တို့ဒီကနေဖွင့်မယ်နော်ဒီကနေဖွင့်မယ်ဖွင့်ပြီးကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ခုနကကျွန်တော်တို့ရဲ့အာဒီ last ဆိုရဲ folder ကိုတောင်းလို့ပေါ့နော်ဆိုတော့ last folder ကိုတောင်းမယ်ပြီးကျွန်တော်ဒီ file ကိုဖွင့်မယ်ပေါ့နော်ဖွင့်ပြီးကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ဒီ အာ browser ပေါ့နော် browser ကို browser တွေကပြဿနာတက်တက်တယ်ဒီမှာဒီဒီ course ကိုလေ့လာနေရဲ့သူတော်တော်များများ browser ကြီးနဲ့ပတ်သက်ပြီးတိုင်ပတ်တယ်ပြီးတော့ copy paste လုပ်တာနဲ့ပတ်သက်ပြီးတိုင်ပတ်ကြရပေါ့နော်ဆိုတော့အဲ့တော့တခြားဒီဘက် windows မှာ copy ကူးတဲ့ဟာကိုဒီ mac မှာဒီဘက်က linux မှာပြန်လာပြီး copy ကူးလို့မရတဲ့ပြဿနာတွေအများဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ကဘာပဲလုပ်စေချင်လဲဆိုတော့ကျွန်တော်ဒီဒီ firefox မှာပဲကျွန်တော်တို့ဖွင့်ပေါ့နော် firefox မှာဖွင့်ဖွင့်ပြီးတော့ဒီရမှာပဲကျွန်တော် browsing လုပ်မယ်ပြီးအဲ့ဒီကရလာတဲ့ data တွေကိုပဲကျွန်တော် copy ကူးချမှာပေါ့နော် ကျွန်တော်ဒီမှာ website လေးတစ်ခုစီကိုသွားပါမယ် loyam.lorem.ism ဆိုတဲ့ website လေးရှိပါနော် ibs ရဲ့ ism ဆိုတဲ့ website လေးရှိရဲ့ဆိုတော့ဒီ website လေးပါနော်အဲ website ထဲကိုသွားလိုက်ပါနော်သွားပြီးရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်ဒီမှာရှိတဲ့ဒီ server အကုန်လုံးကိုကျွန်တော် copy ကူးချမှာပေါ့နော်ဒါတိအထိကိုကျွန်တော် copy ကူးချလိုက်မယ် copy ကူးမှာပေါ့နော် control c နဲ့ copy ကူးလိုက်ပါနော် copy ကူးပြီးတော့ကျွန်တော်ရဲ့ခုနက file နဲ့က detach file လေးတွေကိုကျွန်တော်တို့ဝင်ပြီးတော့ အကုန်လုံးကို control v နဲ့ကျွန်တော် paste လုပ်မယ်ပြီး control s နဲ့ save ပါနော် okay ဆိုတော့ကျွန်တော်အကုန်လုံး save ပြီးသွားပြီပေါ့နော်ဆိုတော့ paint ကြအောင်ကျွန်တော်တို့ paint ချလိုက်ပါမယ်နော် define အကုန်လုံး paint လိုက်ပါမယ်နော်ဆိုတော့ဟုတ်ပြီဆိုတော့ကျွန်တော်တို့အဲ့ဒီ file ကိုကျွန်တော်ပြန်ပြီးဖတ်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ခုနက file 1ထဲမှာရှိနေတဲ့ data တွေဖတ်မယ်ပုံမှန်အားဖြင့်ကျွန်တော်တို့ cut ကိုအသုံးချပြီးတော့ကျွန်တော်တို့က last ကိုကျွန်တော်တို့ဖတ်တယ်ပေါ့နော် last file 1 dot test ကိုဖတ်တယ်ဆိုတော့ကျွန်တော်တို့ cut နဲ့ဖတ်တဲ့အခါမှာကျွန်တော်ဒီ data ကကျွန်တော်တို့ဘာဖြစ်နေလဲဆိုတော့ကျွန်တော်တို့ အအများကြီးဖြစ်နေပါတော့အများကြီးဖြစ်ဒါရောတိတ်မများသေးမများသေးဖြစ်တဲ့အတွက်ကျွန်တော်ဘာထပ်လုပ်လဲဆိုတော့ကျွန်တော်ခုနကဒီ dash file နဲ့ကျွန်တော်ထပ်သွားပါမယ်ထပ်သွားပြီးကျွန်တော်နောက်တစ်ခါထပ်ပြီးတော့ကျွန်တော် control v နဲ့ tab paste လုပ်ပါမယ်ပြီးရင်ကျွန်တော် control v နဲ့ tab paste လုပ်မယ်ကျွန်တော်၄កောက်၅កောက်လောက် control v နဲ့ paste လုပ်လိုက်ပါမယ်နော်ပြီးတော့ကျွန်တော် control s နဲ့ save လိုက်နော် okay ဟုတ်ပြီဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ data ကဘာဖြစ်သွားပြီလဲဆိုတော့အရန်များသွားပါပြီနော်ဆိုတော့အရန်များသွားရတဲ့အခါမှာကျွန်တော် cut last နဲ့ဟော last ကိုကျွန်တော်တို့ထုတ်ကြည့်မှာပေါ့နော်ဆိုတော့အဲ့တော့ဒီမှာဆိုရင် ကျွန်တော် data တွေအများကြီးပဲပေါ့နော်ဆိုတော့အများကြီးမှအများကြီးပဲဆိုတော့အဲ့လို data တွေအများကြီးရဲ့မှမှကျွန်တော်တို့ကဒီကိုလိုချင်တဲ့အာအစိပ်ပိုင်းလေးကိုပဲကျွန်တော်ကကြည့်ကျင်တယ်နော်ဆိုတော့ပို့ပြီးတော့ကျွန်တော်တို့ cut command တက်ပို့ပြီးအဆင်ပြေပြေကြည့်ကျင်တယ်ဆိုတော့ကျွန်တော်တို့ဘာလို့သုံးတင်လဲဆိုတော့ကျွန်တော်တို့ဒီ less ရဲ command ကိုကျွန်တော်တို့သုံးတင်တယ်သူကဘာဖြစ်လဲဆိုတော့ပို့ပြီး powerful ဖြစ်တယ်ကျွန်တော်တို့အာသုံးရတာနဲ့ကျွန်တော်တို့ပို့ပြီးတော့ comfort ပို့ပြီးတော့ဖြစ်ပါတယ် ဆိုတော့ကျွန်တော်တို့ဒီပုံမှန်အဖြစ်ကျွန်တော်တို့က cut နဲ့ထုတ်ကြည့်ရကျွန်တော်တို့အခုတစ်ခေါက်ကြာဘာနဲ့ထုတ်ကြည့်မလဲဆိုတော့ကျွန်တော်တို့ less နဲ့ကျွန်တော်တို့ထုတ်ကြည့်ပါအောင်နော်โอเคအဲ့ဒါဒီကောင်းလေးကိုကျွန်တော် clear ပြန်လုပ်လိုက်ပါမယ်ပြီးကျွန်တော် less နဲ့ထုတ်ကြည့်ပါအောင်နော် less less by 1ဆိုပြီးကျွန်တော်တို့ထုတ်ကြည့်ပါအောင်နော်โอเคဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်ဒီ data ပြတဲ့အခါမှာသူအကုန်လုံးကိုပြလာပြီးမဟုတ်ဘဲနဲ့သူကကျွန်တော် scroll ဆွဲမှသာကျွန်တော်တို့ဒီအောက်ကိုဆက်ပြီးတော့သွားခုနကတ်ကကြောက်ကျွန်တော် content အကုန်လုံးပြတယ်အောက်ဆုံးကိုပြတယ်ပေါ့နော်အဲ့တော့ဒီမှာကျတော့ကျွန်တော်တို့ ဟိုဆက်ဆာလာခြင်းမှာကျွန်တော်တို့ဒီပြသင့်တဲ့လောက်ပေါ့နော် page တစ်ခုစာကျွန်တော်ဒီစာမျက်နှာတစ်ခုစာပဲတော့ဘာဖြစ်ထားလဲဆိုတော့ကျွန်တော်တို့ပြထားပါနော်ဆိုတော့ဒါရောခတ်နဲ့ကျွန်တော်တို့ less နဲ့ quarter ချက်ဖြစ်ပါတယ်နော်ဆိုတော့ okay ဆိုတော့ကျွန်တော်တို့ကအဲ့မှာကျွန်တော်တို့ဒီ down arrow လေးကိုသွားမယ်ဆိုရင်ကျွန်တော်တို့ဘာဖြစ်သွားလဲဆိုတော့ကျွန်တော် line တစ် line ချင်းစီပိုရောက်နေတယ်အခုဥပမာကျွန်တော်တို့တကြောင်ချင်းစီကြည့်ကျင်တယ်ဆိုရင်ကျွန်တော်တို့က down arrow လေးနဲ့သွားလို့ရတယ်ကျွန်တော်တို့ကအပေါ်ကိုတကြောင်စီပြန်လက်ချင်တယ်ဆိုကျွန်တော်တို့ up arrow နဲ့တက်လို့ရတယ်နော်ဆိုတော့ဒီဘက်က J တို့ K တို့လည်းရှိတယ်ဒါလေးရမှတ်ရတာခတ်မှာဆိုတော့ကျွန်တော်တို့ down arrow တို့ကျွန်တော်တို့ up arrow တို့တို့ကိုပဲကျွန်တော်တို့သုံးပါတယ်နော်ပြေကျွန်တော်တို့ပါလဲဆိုတော့ space bar space bar ကိုသုံးမယ်ဆိုတော့ကျွန်တော်တို့ကဒီ page တစ်ခုစာပေါ့နော် page တစ်ခုစာဆိုတော့ဘာပြောချင်တာဆိုတော့ကျွန်တော်တို့ဒီအခုဒီဒီဒီလိုမျိုးစာမျက်နှာတစ်ခုစာပေါ့နော်ဒီလိုစာမျက်နှာတစ်ခုစာစီကိုသူကဘာလုပ်သွားမှာလဲဆိုတော့ကျွန်တော်တို့ကို navigation လုပ်ပေးသွား navigate လုပ်ပေးသွားပါနော် navigate ဆိုတာတခြားတစ် page ကိုညွှန်းသွားရလို့ပြောချင်တာမျိုးပေါ့နော် okay ဆိုတော့ကျွန်တော် space bar ကကြာတော့ကျွန်တော်တို့တခြားတစ် page ကိုဆိုတော့ကျွန်တော်တို့သွားမှာပေါ့နော် အဲကျွန်တော် scroll up လုပ်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဘာသုံးလဲဆိုတော့ကျွန်တော်တို့ b ဆိုရဲ command တွေကိုသုံးပါတယ်နော်။ Okay အဲကျွန်တော်ဒီကောင်လေးကိုအရင်စမ်းကြည့်ပါမယ်နော်။ Okay ဆိုတော့ကျွန်တော်တို့ကအခုဒီအပေါ်ဆုံးစာမျက်နှာမှာရှိရတဲ့အတွက်ကျွန်တော်တို့အပေါ်တော့ပြန်သွားလို့တော့မရဘူးပေါ့နော်။ Up arrow ကအလုံးမလုပ်ဘူးကျွန်တော်တို့ down arrow လေးနဲ့ကျွန်တော်တို့အောက်ကိုကျွန်တော်တို့စဉ်းကြည့်ပါပေါ့နော်။ down arrow နဲ့ကျွန်တော်အောက်ကိုစဉ်းကြည့်ပါပေါ့နော်။အဲကျွန်တော် line to line ချင်းစီကျွန်တော်ဒီမှာနော် lauren islam ကနေပြီးတော့ကျွန်တော်ဒီမှာဒီဒီစာကြောင်းရောက်သွားခြင်းနဲ့ဆိုရင်ကျွန်တော်ကဒီကြောင်းချင်းစီကျွန်တော်စဉ်းလို့ရအပေါ်ပြန်တက်မယ်ဆိုလဲဒီကြောင်းချင်းစီပေါ့နော်ခုန j ရို့ k ရို့နဲ့လည်းကျွန်တော်တို့သွားလို့ရ j ကအောက်ကို k ကကြတော့အပေါ်နော် down arrow up arrow ပေါ့နော် okay ဆိုတော့ဒါကြောင့်ကျွန်တော်တို့ဒါကတကြောင်းချင်းစီသွားခြင်းလားကိုကတပေ့ချင်းစီသွားခြင်းလားဆိုကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်သူကအောက်မှာ full cotton ဆိုတာလေးပြထားတယ်နော်ဆိုတော့ဒါပါအဲ့အသိတော့အရေးမကြီးကျွန်တော်တို့ space လေးကိုခောက်ခောက်သွားမယ်နော် space လေးကိုခောက်ခောက်သွားဒါဆိုရင်သူကကျွန်တော်တို့ page တစ်ခုချင်းစီလုတ်ပြသွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီတိုင်းဆိုရင်သိမသိတာဘူးကျွန်တော်ထိတ်ဆုံးတော့မယ်နော် what is ကနေပြီးတော့ကျွန်တော်ဒီမှာအာ what do we use it ပေါ့နော်ဆိုတော့အဲ့ဒီကျွန်တော်တို့ဒီထိကြည့်လိုက်ပေါ့နော်ပြီးကျွန်တော် space ခောက်လိုက်ပေါ့နော် ကျွန်တော်တို့အဲ speak out အပေါ်လေးကိုမှကြွားကြည့်လိုက်မယ်ဒီလား what do we use it ကနေပြီးတော့ကျွန်တော်တို့ဒီအောက်သူ့ရဲ့အောက်ဖက်ကနေပြီးတော့ကျွန်တော်တပိစာပေါ့နော် page တစ်ခုစာကျွန်တော်တို့ဒီမှာပေါ့နော် where does it come from နော်အဲ့ရကျွန်တော် speak တစ်ချက်ထပ်ဖောက်လိုက်တယ်ဆိုရင်ဒီမှာကျွန်တော်တို့ where that is come from ကနေပြီးတော့ကျွန်တော်နောက်ထပ် page တစ်ခုစီကိုသွားနော် space bar ကြာကျွန်တော်တို့တပိစီသွားတယ်ပြီးတော့ကျွန်တော် b အသေးလေးကိုကြာကျွန်တော်နှိပ်မယ်ဆိုရင် b ကအပေါ်ပြန်တက်တယ်နော်ဆိုတော့ကျွန်တော် example ပြန်ပြမှာနော်ခုနကကျွန်တော် space ခောက်လိုက်တယ်ဒီမှာနော် space ခောက်လိုက်တယ် why why do we use it နော်ကျွန်တော် space ပြန်ခောက်လိုက်မယ် ဆိုတော့ဒီမှာ where does it come from ပြီးတော့ဘီဗျာနေမှာဆိုကျွန်တော်ဘယ်ရောက်မလဲဆိုတော့အပေါ်ပြန်ပြီးတော့ရောက်ပါเนาะဆိုတော့ကျွန်တော် what is lauren is sam ကနေပြီးတော့ကျွန်တော်တို့ why do we use this ရဲ့စာမျက်နှာပြန်ရောက်เนาะအဲ့တော့ကျွန်တော်အပေါ်အောက်ဒီ navigate လုပ်ချင်တယ်ဆိုရင်ကျွန်တော်တို့က space bar navigate ကျွန်တော် page by page เนาะ navigate လုပ်ချင်တယ်ဆိုရင် space bar ရဲ့ b ကိုသုံးပြီးတော့ကျွန်တော်တို့ navigate လုပ်ပါเนาะ okay ဆိုတော့ကျွန်တော်နောက်တစ်ခုကကြာကျွန်တော်တို့ပါလဲဆိုတော့ကျွန်တော်တို့ g ကိုမှ capital g နဲ့ကျွန်တော်တို့အာကျွန်တော်အာ lower case g ပေါ့နော် Capital G ကကြောက်ကျွန်တော်ဘယ်လိုသွားလဲဆိုတော့ကျွန်တော်တို့ဒီ fine ရဲ့နောက်ဆုံးစာကြောင်းကိုသွားရဲကျွန်တော်တို့အာ lower case g ကကြတော့ကျွန်တော်တို့ fine ရဲ့ထိဆုံးကိုသွားပါနော်โอเคအဲ့တော့ကျွန်တော်တို့ကအခုလောလောဆယ်ပမာရှိနေရတယ်ဆိုတော့ကျွန်တော်တို့ကအပေါ်ဆုံးမှာရှိနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအောက်ဆုံးကိုသွားမှာဖြစ်တဲ့ g အကြီးကိုနှိပ်မယ်ပေါ့နော် shift g ကိုဖိမယ်နော် shift ကိုနှိပ်မယ် g ကိုနှိပ်မယ်နော်အောက်ဆုံးရောက်သွားအပေါ်ဆုံးပြန်သွားမယ်ဆိုတော့ကျွန်တော်တို့က g အသေးကိုနှိပ်နော်ဒါအပေါ်ဆုံးပြန်ရောက်သွားကျွန်တော်ကဒီမှာ lorant exam ဒီ fake test နဲ့ပြနေတာဖြစ်တဲ့အတွက်စာရေးကရောနေကျွန်တော်ခုန copy paste ကို၄၅ခါလုံနေတာဖြစ်တဲ့အတွက်စာရီးယားကိုရှင်းနေအကယ်၍ကိုကစာရီးပိုင်းမရောချင်ဘူးဆိုရင်ဟိုကျွန်တော်တို့ဒီတခြားပို့ပြီးတော့တိတာရဲ့နော်စာသားတွေကို copy paste လုပ်ပြီးတော့ဆန်းကြည့်ပေးပါနော် okay အဲ့တော့ကျွန်တော်တို့ကစာဒီဒီ data file ရဲ့ရှေ့ဆုံးနောက်ဆုံးသွားကြည့်နေဆိုရင်ကျွန်တော်တို့က capital G ပြီးတော့ကျွန်တော်တို့အာ lower case G နဲ့ကျွန်တော်တို့သွားလို့ရပါတယ်နော်နောက်တစ်ခုကကျွန်တော်တို့ data ရှာရပါဆိုတော့ဒီကောင်တွေကအခုကျွန်တော်ဒီ less ကိုဘာလို့ပြင်ပေးနေရလဲဆိုတော့ကျွန်တော်တို့ကဒီ အာ file တွေ edit မှာပေါ့နော် configuration file တွေကိုကျွန်တော် edit မယ်ပြီးရင်ကျွန်တော်ဒီ data တွေကိုကျွန်တော်တို့ပြန်ပြီးတော့အာအာပြန်ပြီးရှာခြင်းတဲ့အခါမျိုးမှာဆိုရင်ကျွန်တော်ဒီနည်းကအကောင်းဆုံးဖြစ်ပါတယ်အာကျွန်တော် cut to ဘာလို့ကကျွန်တော်တကယ်လက်တွေ့ကျကျွန်တော်တို့ဒီ data ကိုကြည့်ရတာတိတ်အဆင်မပြေဘူးပေါ့နော် okay အဲ့တော့ကျွန်တော် data ရှာခြင်းနဲ့ဆိုရင်ကျွန်တော်ဒီအနောက်မှာကိုရှာခြင်းနဲ့ဒီကျွန်တော်အလွယ်ရေးထားအောင်နော် start touch ပေါ့တကယ်တော့ပတ်တန်လို့ခေါ်ပါတယ်နော် p a t t e r ပတ်တန်လို့ခေါ်ရနော် programming level မှာကျတော့ကျွန်တော်တို့ဒီ programming တို့ဘာလို့လုပ်တယ်ဆိုရင်ကျွန်တော်ပတ်တန်ကိုပတ်တန်ဆိုတဲ့စကားလုံးပို့ပြီးတော့တည်ထားတယ်နော်ဒါကြောင့်ကျွန်တော်က အာပက်တန်လို့မှတ်ထားပါဘောနော်ပက်တန်ဆိုတာကိုဘာလုံးမှာလဲဘောနော်ကိုရှာခြင်းနဲ့အရာပါလဲဘောနော်โอเคအဲ့ကျွန်တော်ဒီ forward slash လေးရပြင်ကျွန်တော်ရှာခြင်းနဲ့စာသားလေးကျွန်တော်တို့နှိပ်လိုက်ပေါ့ဘောနော်ပြီး under call ချလိုက်နော်ဒါဆိုရင်သူကဘာလုပ်ပြီးမှလဲဆိုတော့ကျွန်တော်တို့ကိုအာကျွန်တော်တို့အာရှာခြင်းနဲ့စာသားကိုရှာပြီးမှဖြစ်ပါတယ်နော်โอเคကျွန်တော်တို့စမ်းကြည့်အောင်ဘောနော်โอเคအဲ့ကျွန်တော်ဒီနားမှာကျွန်တော် forward slash လေးနှိပ်လိုက်နော်နှိပ်လိုက်ပြီးဥပမာထားပါတော့ကျွန်တော်ကအာ lorian လို့ကျွန်တော်ရေးလိုက်နော် lorian ရေးပြီးကျွန်တော် under call ချလိုက်မယ်ဒါဆိုကျွန်တော်ရဲ့ဒီ server ထဲမှာရှိသမျှကျွန်တော်တို့ lorian ဆိုတဲ့စကားလုံးတွေအကုန်လုံး ျွန်တော်တို့တွေ့ရပါလိမ့်နော်โอเคဒါကတော့ကျွန်တော်တို့ဘာလုပ်တာလဲဆိုတော့ကျွန်တော်တို့ဒီအာကျွန်တော်ကျွန်တော် exit နဲ့လိုက်လို့ပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ပြန်ဝင်မှာပေါ့နော်ကျွန်တော်တို့ဒီ data တွေကိုကျွန်တော်တို့ဘာလုပ်ချင်တာလဲဆိုတော့ရှာခြင်းတဲ့အခါမျိုးမှာဆိုရင်ကျွန်တော်တို့ကတုံလို့ရပါနော်โอเคဆိုတော့နောက်တစ်ခုကကြတော့ကျွန်တော်တို့ပါလဲဆိုတော့နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီ match ပေါ့နော်ခုနကကြတော့ data တွေရှာရှာရတဲ့မှာမှာကျွန်တော်တို့ကအာဒီကိုက တွေ့ဥမာထားပါခုနကကျွန်တော် Lauren Insam ဆိုရင်ကျွန်တော်တို့က data ရေးအများကြီးရှိရပါတော့နော်အခု data ရှိမယ်ဆိုရင်ကျွန်တော်တို့ကအဲ့ရှိတဲ့ data ကိုကျွန်တော်တို့ကအရှိတခုသွားရဲအရှိတခုသွားရဲအနောက်ကိုပြန်သွားရဲအနောက်ကိုပြန်သွားရဲပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်ရှာခြင်းနဲ့အခါမျိုးဒီမှာဆိုသုံးပါတယ်နော်ဆိုโอเคအဲ့တော့ကျွန်တော်တို့ဒီ file ထဲမှာကျွန်တော်တို့အပြင်နည်းနည်းပြင်ပြီးတော့ကျွန်တော်တို့စမ်းသပ်ကြည့်တာပို့ပြီးတော့ကောင်းပါလိမ့်မယ်ခုနကကျွန်တော် Lauren 15ကျောက်ကျွန်တော် data အရင်များနေပေါ့နော်โอเคအဲ့ဆိုရင်ကျွန်တော်တို့မလုပ်ကြည့်မလဲဆိုတော့ကျွန်တော်တို့ရဲ့ခုနက file ထဲမှာအရင်ဆုံးကျွန်တော်တို့ကသွားပြီးတော့ edit လိုက်ပါဦးနော်ဆိုတော့ကျွန်တော်ဒီထဲမှာ ဟိုကုတ်ဝေါ်လို့ကျွန်တော်နေရာပေါ့နော် random ကျွန်တော်နေရာနှစ်ခုလောက်မှာသွားပြီးရေးလိုက်နော်ကုတ်ဝေါ် THN လို့အလို GIS နော် technology လို့ရေးမယ်ဆိုတော့နောက်ထပ်တနေရာလောက်မှာကျွန်တော်ဒီမှာကုတ်ဝေါ် EDU လို့ကျွန်တော်ရေးမယ်ပေါ့နော် EDU လို့ရေးမယ်နောက်ထပ်တနေရာလောက်မှာကျွန်တော်ကုတ်ဝေါ် UI UX development လို့ရေးပါမယ်နော်ဆိုတော့ဒီ jar ဒီတောင်ကျွန်တော်သွားထည့်ပြလိုက်နော်ပုံရောအာ UI UX development လို့ကျွန်တော်ရေးလိုက်ပါဘောနော်โอเค ကျွန်တော်ပြရအောင်ကျွန်တော် control s နဲ့ save လိုက်မယ် save ပြီးကျွန်တော်တို့သွားပြီးတော့ data ပြန်ရှာပါမယ်เนาะဆိုတော့ကျွန်တော်တို့ forward slash ကိုနှိပ်မယ်ပြီးကျွန်တော်တို့ code wall လို့ကျွန်တော်တို့ရှာเนาะ code wall လို့ရှာမယ်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ pattern not found ပေါ့နော် pattern not found ဘာလို့ဖြစ်လာလဲဆိုတော့ကျွန်တော်တို့ဒီဟိုဟာမသိတာเนาะเนาะကျွန်တော်တို့ဟာ quit ကျူကျူနှိပ်ပြီးတော့ထွက်လာမှာပေါ့နော်ဆိုတော့ okay ပြန်ဝင်ပါမယ်เนาะဆိုတော့ပြန်ဝင်ပါเนาะဆိုတော့ကျွန်တော်တို့ forward slash အာ code wall ပေါ့နော် ဒါကြည့်လာမယ်နော်ဆိုတော့ဒီမှာဆိုကျွန်တော်တွေ့ပြီခုနကကျတော့ကျွန်တော်တို့ကဒီကျွန်တော်တို့အရင်ကြည့်နေပြီဒါပြီးမှ file update လုပ်တာပြည့်တဲ့အတွက်သူတန်းပြီးတော့မသိတာပေါ့နော်ဆိုတော့ကျွန်တော်တို့ပြန်ဝင်လိုက်ရင်တော့သိသွားပါလိမ့်မယ်နော်โอเคဆိုတော့ကျွန်တော်တို့ကအခုဒီမှာကျွန်တော်ရှိနေပါပေါ့နော်ဆိုတော့ရှိနေပါပေါ့အာထားပါတော့ကျွန်တော်အပေါ်ဆုံးမှာအပေါ်ဆုံးမှာကျွန်တော်ရှိနေပါပေါ့နော်ဆိုတော့ကျွန်တော်အဲ့တော့နောက်တစ်ခုရှာခြင်းဆိုကျွန်တော် and new နှိပ်လိုက်တယ်ဒီမှာပထမဆုံးတစ်ခုသူပြပြရဲ့နောက် and ကိုနှိပ်တယ်နောက်တစ်ခုသွားပြရဲ့နောက် and ကိုနှိပ်တယ်နောက်ဆုံးတစ်ခုကိုပြရဲ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာဘာလုပ်ပြီးလဲဆိုတော့သူက ိုခုနကကျွန်တော်တို့မှာဒီ data match matching ဖြစ်တဲ့ data ကဘယ်နှခုရှိလဲ3ခုရှိတယ်ဗောနော်ဆိုတော့ and နဲ့နှိမ့်တယ်ဆိုတော့ကျွန်တော်တို့ဘာဖြစ်မှာလဲဆိုတော့ကျွန်တော်တို့အာဒီနောက်ထပ်နောက်ထပ်တစ်ခုပြပေးရဗောနော်โอเคကျွန်တော် control n ကိုမှကျွန်တော်အကြီးပြန်နှိမ့်မယ် shift နဲ့ n နဲ့အကြီးကိုပြန်နှိမ့်မယ်ဆိုတော့ကျွန်တော်တို့အရင်ကျွန်တော်အပေါ်ဟောင်ပြန်ပြီးပြပေးနော်ဆိုတော့အာ n အသေးကကြတော့ကျွန်တော်တို့အာနောက်ထပ်တစ်ခုဗောနော်အောက်မှာရှိကြတယ်ဆက်ဆက်ပြီးပြပေးရနောက်ထပ်နောက်ထပ်တစ်ခုပြပေးရ and အကြီးကကြတော့ကျွန်တော်တို့ဘာဘာပြပေးလဲဆိုတော့ကျွန်တော်တို့အရှိအဟောင်ပြန်ပြီးတော့ပြပေးပါနော်โอเค ဲ့တော့ဒီဟာမှာ n အသေးက next match နောက်ထပ်တစ်ခု n အကြီးကကြတော့ကျွန်တော်တို့ previous ပေါ့နော်ပြီးခဲ့ပြီးသားအရာကိုပြန်ပြီးပြပြီးနော်ဒါဒီတော့နည်းနည်းလေးရောသိမှာ g အကြီး g အသေးရဲ့ကျွန်တော်တို့ n အသေး n g n အကြီးရဲ့နည်းနည်းလေးရွှေ့တော့ဗောနော် g အကြီးကကြာကျွန်တော်တို့နောက်ဆုံး line ကိုသွားခြင်းတယ် n အသေးကကြာကျွန်တော်တို့ကနောက်တစ်ခုကိုသွားတယ်ဗောနော်နည်းနည်းတော့နည်းနည်းတော့ဟိုမှတ်နည်းနည်းလေးကိုခတ်လိုက်ဗောနော် okay ဆိုတော့နောက်တစ်ခုကကြာကျွန်တော်တို့ဘာလဲဆိုတော့ကျွန်တော်တို့ဒီရှာတဲ့နေရာမှာကျွန်တော်ပုံစံနှစ်မျိုးရှိတယ် တော့ကျွန်တော်ခုနကကဒီအားကြတော့သူက forward search ပေါ့နော်သူကအရှိကိုရှာရှာသွားတာနော်ဟိုကျွန်တော်ရှိရ data ရောကျွန်တော်တို့ကအပေါ်ဆုံး page မှာထားထားပြီးတော့သူကနောက်နောက်ထပ်နောက်ထပ်ဆိုဆက်ရှာသွားတာဆိုတော့ဒီ question mark ကကြောက်သူကပါလဲဆိုတော့အနောက်ကိုပြန်ပြီးတော့ရှာတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့အနောက်ကိုပြန်ပြီးရှာရတဲ့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ပြောချင်တာဥပမာကျွန်တော်ဒီ file အောက်ဆုံးမှာကျွန်တော်နေမှာပေါ့နော်ဆိုတော့ file အောက်ဆုံးမှာနေမှာကျွန်တော်ကကျွန်တော် question mark လို့နှိပ်လိုက်မှာပေါ့နော် question mark ပြီးတော့ကျွန်တော် code word လို့ကျွန်တော်ရေးလိုက်မှာ ကုတ်ဝေါ်လို့ရေးလိုက်ဆိုတော့ okay အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာကုတ်ဝေါ်ကိုသူကအောက်ဆုံးကနေပြန်ပြီးပြပေးနော်အောက်ဆုံးကနေကျွန်တော်ပြန်ပြီးပြပေးရဲကျွန်တော် n ဆိုရင် n ဆိုရင်အပေါ်ပြန်ပြန်တက်သွားနော်ခုနကတော့ကျွန်တော်ကျွန်တော်အပေါ်ကနေရှာမယ်ဆိုအောက်ကိုကျွန်တော်သက်ဆက်ဆက်သွားတယ်အောက်ကနေပြန်ရှာမယ်ဆိုကျွန်တော်ဘာဖြစ်သွားလဲဆိုအပေါ်ကိုပြန်ပြန်ပြီးတက်သွားနော်ဆိုတော့ဒီလိုပုံစံမျိုးပေါ့နော် okay အဲ့ကိုရှာခြင်းတဲ့နေရာမှာ question mark နဲ့ရှာလို့လည်းရရယ် pattern နဲ့ရှာလည်းရရနော် pattern ကတော့ကျွန်တော်နောက်ထပ်နောက်ထပ်ဒီ new line တွေမှာလည်းသုံးတယ်ပေါ့နော်ဆိုတော့ကျွန်တော်နောက်ပိုင်းသင်မဲ့ဒီ text editor တွေမှာလည်းကျွန်တော်သုံးမှာပေါ့နော် okay အဲ့တော့ကျွန်တော်ထွက်ခြင်းနေဆိုရင်ကျွန်တော်ကျူးနဲ့ထွက်မယ် ဆိုတော့ကျွန်တော်တို့ဒီမှာ sensitive ဖြစ်ချင်တာကြီးမဖြစ်ချင်တာကြီးဆိုရင်ကျွန်တော်တို့ကဒီမှာ ignore ဆိုရယ်ဒီအာ option လေးရှိပါတယ်နော်ဒါလေးရောကျွန်တော်စမ်းလိုက်ကြည့်ပါ okay ဆိုတော့ကျွန်တော်တို့အာဒီသင်္ကန်းစာမှာကြာတော့ကျွန်တော်တို့ကအာအာ command က command ကအရင်တော့ရှေ့သင်္ကန်းစာကြီးတော့မခက်ဘူးပေါ့နော်ကျွန်တော်အဓိကကျွန်တော်တို့ဒီ navigation လုပ်တယ် data ကိုကျွန်တော်ဘယ်လိုဖတ်လဲဆိုတော့အဓိကထားပြီးတော့သင်သွားဖြစ်ပါတယ်ဆိုတော့အဲနောက်ထပ်သင်ခန်းစာရေးကြရင်ကျွန်တော်ကဒီတခြား editor တွေထည့်သင်ပေးပါဘောနော်ကျွန်တော်တို့ vin တို့ v တို့ nano တို့ပြီးတော့ကျွန်တော်နောက် ပြင်သားထက်ကျွန်တော်အာ v or ကျွန်တော် pin ပေါ့နော်ပြီးတော့နောက်ပြီးတော့ကျွန်တော် nano ပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဒီ text editor တွေလည်းထပ်ပြီးသင်ပေးဦးမှာပါနော်ကျွန်တော်ဒီမှာကကြတော့ခုနကကြတော့ကျွန်တော်တို့ဟိုကျွန်တော်တို့ဒီမှာ lineage ကျွန်တော်သုံးနေရဲ့ဒီမှာရောရတော့ပေါ့နော်ကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ဒီ data ကိုကျွန်တော်ဟိုကြည့်ကျင်နေဆိုရင်ကျွန်တော်ခုနကဘာလုပ်လဲဒီထဲမှာသွားပြီးတော့ပိုင်နဲ့သွားပြီး edit လိုက်တယ်ပေါ့နော် ကျွန်တော်တော့အတက်လိုက်ဒါကကျွန်တော်ကဒီ linux ကို GUI နဲ့သုံးနေလို့ပါဟိုတကယ်တကယ်တမ်းကျွန်တော် server ပေါ်မှာသွားသုံးမှဆိုကျွန်တော် GUI နဲ့သုံးခွင့်မရှိပါဘူးအဲ့ဒီအချိန်ကျရင်ကျွန်တော်တို့ခုန nano တို့ v တို့ fin တို့ပဲကျွန်တော်ကလက်တွေ့သုံးအောင်မှာဖြစ်ပါတယ်နော်ဆိုတော့ဒါကြောင့်မို့လို့ကျွန်တော်တို့ကဘာလုပ်တာလဲဆိုတော့ကျွန်တော်တို့ကဒီ touch editor d ကိုကျွန်တော်ကတည်မှာရအောင်ဒီမှာ touch editor ဆိုတာသူက terminal မှာပဲ editor လုပ်နေရဒီ terminal မှာပဲဟိုဒီဟာက touch editor ဖြစ်ပါရေဆိုပြီးတော့သူကပြုပြင်လို့ရတယ်ကွန်မန်းတွေနဲ့ပဲသွားနေရမှုလို့ကျွန်တော်တို့ကဒီ editor need ကိုတည်ထားမှာ ရမှာဖြစ်ပါတယ်နော်โอเคအဲ့တော့ကျွန်တော်တို့က cut နဲ့ less နဲ့ပါကွာလဲဆိုရင် cut ကအကုန်ပြရဲ less ကကြတော့ကျွန်တော် page by page ပြရဲပြီးရင်ကျွန်တော် data တွေကိုရှာလို့ရပါเนาะဆိုတော့ဒီအားသာချက်တွေရှိပါတယ်โอเคအဲ့တော့ထုံးစံလိုက်ပဲကျွန်တော်တို့သင်ခန်းစာတွေကိုကျွန်တော် save ပါမယ်เนาะဆိုတော့ကျွန်တော်တို့အာ date date အရင်ရေးမယ်เนาะ sorry sorry ကျွန်တော်တို့ဘယ်ရက်ပြန်သွားမလဲဆိုတော့ CS challenge ကိုပြန်သွားပါမယ်เนาะ CD dot dot ကိုပြန်သွားမယ်ပြီးရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ alias နဲ့ chat ထုတ်ကြည့်တိုင်းပြီး comment လို့သွားမယ်เนาะ CD comment လို့သွားပါမယ်ပြီးရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုရင် history ပေါ့နော် history နဲ့ကျွန်တော်တို့ day history a twelve test နဲ့ကျွန်တော်တို့ find find ဆောက်လိုက်ပါမှာပေါ့နော်ဆိုတော့ okay အဲ့ဒါဆိုကျွန်တော်တို့ပြီးရင် date နဲ့ခုနက day twelve test ကိုကျွန်တော်တက်ထည့်လိုက်ပါမှာနော် okay အပြည့်ပြန်ကြည့်မယ်ပေါ့နော်ဆိုတော့ cat day twelve test ကိုကျွန်တော်တို့ပြန်ကြည့်ပါမယ်နော် ကျွန်တော်ပြန်ကြည့်လိုက်တဲ့အခါမှာကျွန်တော်ဒီမှာဆိုရင်စာရောင်းနဲ့အရင်ရှိသွားပြီပေါ့နော်ကျွန်တော်ခုနကအာကျွန်တော် last နဲ့ကြည့်မယ်ဆိုရင်ကျွန်တော်ဒီမှာ data တွေမမြင်ရတဲ့ဟာတွေကခုနလိုပြဿနာတွေဖြစ်တော့ပေါ့နော် okay ဒီဟာကတော့ကျွန်တော်တို့ကအရင် update ရမယ့် file မျိုးမဟုတ်တဲ့အတွက်ခက်နေထုတ်ကြည့်လို့ရတယ်ပြဿနာမရှိဘူးကျွန်တော်ကဒီအထဲမှာ content တွေအရင်ရှုပ်တဲ့အရာမျိုးတွေပြီးတော့ကျွန်တော် share မယ့်ဥပမာ configuration file တွေပေါ့နော် configuration ဆိုတာကျွန်တော်သတ်မှတ်ချက်တွေရှိတယ်ဥပမာ permission သတ်မှတ်ချက်တွေ user login သတ်မှတ်ချက်တွေဒီလိုသတ်မှတ်ချက်တွေရှိတဲ့ file တွေဆိုကျွန်တော်တို့ကဒီလိုမျိုးဝင်ကြည့်ရင်အဆင်မပြေတော့ဘူးနော် တော့အဲ့အဲ့ file ကအရန်ရှုပ်တယ်ရှားရတယ်ခက်တယ်နော်ဆိုတော့ဒီအဲ့အဲ့ကြောင့်မလို့ကျွန်တော်တို့ကအာဒီခုနက less to value သုံးတာပေါ့နော်ဆိုတော့ okay အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ကဒါခုနရေးခဲ့တဲ့ command တွေဖြစ်ပါတယ်နော်ဆိုတော့ကျွန်တော်ဘယ်ကနေစပြီးရေးခဲ့လဲဆိုတော့ကျွန်တော်တို့ဒီမှာ less ကနေစပြီးတော့ရေးခဲ့တာဖြစ်ပါတယ်နော် okay အဲ့တော့ဒီသင်ခန်းစာဒီနေ့သင်ခန်းစာကိုကျွန်တော်အရန်တူပါတယ်ဆိုတော့ကျွန်တော်တို့ဒီ text editor တွေကိုပထမဆုံးစပြီးတော့မိတ်ဆက်ပေးတာဖြစ်ပါတယ်နော်ဆိုတော့ okay အာနောက်ပိုင်းကျတော့ကျွန်တော်နောက်ထပ်သင်ခန်းစာတွေမှာခုနကတခြား editor တွေကိုထပ်ပြီးတော့သင်ပေးပါမယ်နော် okay ဆိုတော့ဒီနေ့ရောက်တော့ပါမယ်နော်